အားလုံးပဲမင်္ဂလာပါဗျာဒီနေ့တော့ Joshua Van က UFC ရဲ့ Flyweight Champion ကပတ်ဂျီကိုအပြေးပိုင်တင်ပိုက်သွားပါတယ်ခုနကျွန်တော် YouTube Live လေးမှာ Joshua Van ရဲ့ဒီဗီဒီယိုကို upload လုပ်တဲ့ခါကျတော့ YouTube ကပဲ check ချင် remove ပို့ပလိုက်တာပေါ့နော်တော်တော်ကျွန်တော်သတိမထားပြီးပေါ့ဗျာကျွန်တော်က Facebook ပေါ်ရဲ့ live ကို တော့ YouTube မှာလည်းတင်ကိစ္စမရှိတော့ဘူးဆိုပြီးမှတင်ထားမိတာပေါ့ခုနလေးက remove flow သွားတာ Joseph Van အကြောင်းနဲ့ပတ်သက်ပြီးမှကျွန်တော်ရဲ့ YouTube channel တော့သူက copyright strike မိသွားတာပေါ့တော်တော်လေးတော့ဒုက္ခရောက်သွားမိတယ်ပေါ့နော်ဘလူပဲဖြစ်ဖြစ်ဒီတခါ Joseph Van ရဲ့အတိုက်ပွဲမှာ Joseph Van ကတော့အနိုင်ရရှိသွားပါပြီခုနကလည်းကြည့်ရှုသူမိတ်ဆွေတော်တော်များများကတွေ့ရှိပြီးသားဖြစ်နေမယ်ပေါ့နော်ခုနဗီဒီယိုကတော့တွေ့မိလားတော့မသိဘူးမတွေ့မိဘူးဆိုတော့ကျွန်တော် ဒီ comment မှာ link link တွေကလည်းပေါ့နော်ကျွန်တော် link link တွေကလည်းချပေးမယ်ဒီ video မှာသွားကြည့်ပါပေါ့နော်ခုနကကျွန်တော် YouTube ကနေတင်နေဆိုတော့ပြတ်သွားတယ်ပေါ့နော် remove လုပ်သွားတယ်ဆိုတော့အဲ့ဒါမှာဒီ comment link မှာကျွန်တော်ချထားပေးတယ်ဒီ comment link မှာပဲသူ့ရဲ့ file Joshua Van ရဲ့ file ကို အပြည့်အစုံသွားကြည့်လို့ရတယ်ပေါ့နော် so ကျွန်တော်တို့သွားကြည့်တဲ့ခါကျတော့ဒီ UFC မှာပထမဦးဆုံး the champion cup ပေါ့နော် စင်ခခုရတဲ့မြန်မာနိုင်ငံသားချင်းဖိုက်တာဂျိုးဆွာဗန်ကတော့လက်ရှိချန်ပီယံဖန်တိုဂျာကိုတော့အလေးထူပြီးမှ TKO ပေါ့နော်နော့ကအောက်လို့ပြီးမှအနိုင်ရရှိသွားခဲ့တယ်ပေါ့နော်သူတို့ကတူရင်းနဲ့တမီနစ်လောက်ပဲမကြာဘူးတမီနစ်စကပ်ပိုင်းလောက်ပဲရှိသေးတယ်ဒီဖန်တိုဂျာကသူ့ကို6တောက်နဲ့ကန်ချပလိုက်တာဂျိုးဆွာဗန်ကိုဂျိုးဆွာဗန်ကလည်းဒီလိုမျိုးခုခံရင်းနဲ့သူ့6တောက်ကိုတူရင်းနဲ့ပေါ့နော်ဖန်တိုဂျာက အောက်မှာလေးချသွားတယ်လေးချရင်းနဲ့ဖန်တိုဂျာကသူ့ရဲ့ လက်တန်တောင်လက်တန်တောင်စစ်ကိုလွေးသွားခဲ့တယ်ပေါ့ဆိုမှတနည်းအားပြောရမယ်သူရဲ့လက်ကျူးသွားတာပေါ့ဗျာလက်ကျူးသွားပြီးတော့ပိုင်းမှာဒိုင်းတွင်ကစစ်တယ်စစ်တခါကျတော့ဖန်တိုဂျာကဆက်လက်ပြီးတိုက်ပွဲမတိုက်ခိုင်းနိုင်တဲ့အခြေအနေမရှိတော့ဘူးပေါ့ဆိုတော့ဒိုင်းကသူ့ကိုအနာပေးခိုင်းခဲ့ရတာပါဆိုတော့အဲ့လူနီးနဲ့ပဲဖန်တိုဂျာကတော့အဲ့ဒီဒီကစားကွန်လေးကလည်းထွက်သွားတယ်ပေါ့ဂျိုဆော့ဗန်ကတော့ဒီချန်ပီယံရဲ့ခပတ်ကြီးကိုအနိုင်တင်ရှိခဲ့ပါတယ် တော့ Joshua Van ရဲ့ Pentor ချတော့ကဒီ UFC ရဲ့322ပြန်ပွေဖြစ်နေတယ်ပေါ့နော်တော့လုံးဝသူတို့အပြိုင်အဆိုင်ခပတ်လူပွေကြီးဖြစ်နေတယ်တော့ Pentor ချဆိုတာကဒီ UFC ရဲ့ Champion မှာခပတ်ကို၄ကျင်းတိုင်တိုင်ကာကွယ်လာပြီးတဲ့ပိုင်းမှာအခုကမြန်မာ Fighter Joshua Van က Pentor ချရဲ့နော် Champion ခပတ်ကြီးကိုတော့ Pentor ချလက်ထဲကလည်းတကယ်ပဲသိမ်းယူနိုင်ခဲ့တယ် အစကရေကလည်းလဲသူကတင်းယူမယ်ဆိုမှ profit ပေးပြီးသားဖြစ်နေတယ်ပေါ့နော်ဒါပေမဲ့သူတို့ရဲ့တိုက်ပွဲကြီးကိုတော့အားမရတော့ဖြစ်တာတော့မှန်ပဲပေါ့လူတိုင်းအားလုံးကအားမရတော့ဖြစ်တာတော့မှန်ပဲဘာဖြစ်လို့လဲဆိုတော့တမီနစ်ပိုင်းလောက်မှပဲဖန်တိုချာကလက်ကျူးပြီးမှဒါယာရသွားပြီးမှပဲချန်ပီယံရှစ်ရသွားရဆိုတော့လေလူတချို့ကတော့ဒီအရင်တုန်းကလူမျိုးပေါ့နော်ဂျိုဆော့ဗန်2နေကြတဲ့ပုံစံလူမျိုးမဟုတ်ဘူးပေါ့ဗျာတနည်းအားဖြင့်ပြောရမယ်ဆိုတော့အဲ့လောက်ထိ entertainment မဖြစ်ဘူးပေါ့ဗျာ entertainment မဖြစ်တဲ့ခါကျတော့လူရင်ကတော့တိတ်အားမရဘူးဒါပေမဲ့တစ်ဖက်မှာသူ့ရဲ့ championship ရသွားတာကိုတော့လူရင်အားလုံးကသဘောကျပါတယ်အားရပါတယ်ဟောသူတို့ရဲ့ fighting style ပေါ့နော်သူတို့ရဲ့ fighting style ကိုတော့အားရဆရာမကောင်းပြီမဲ့သူ့ရဲ့ championship တစ်စိတ်ကြီးရသွားတာကောတနိုင်ငိုင်းလုံးကျွန်တော်မြန်မာနိုင်ငံသားအားလုံးတကပါလုံးတော်တော်များများသူ့ကိုအားပေးနေတဲ့တကပါလုံးတော်တော်များများကအားရသွားပါတယ်ဘာဖြစ်လို့လဲဆိုတော့ DUFC တမိုင်းမှာဒါကပထမဦးဆုံးတော့ ်မြန်မာဖိုင်တာတဦးကချန်ပီယံဖြစ်လာတာပါကျွန်တော်မြန်မာသမိုင်းမှာလေကျွန်တော်မြန်မာနိုင်ငံရဲ့သမိုင်းမှာဒီတစ်ခါကပထမဦးဆုံးမြန်မာဖိုင်တာက UFC ရင်းမှာချန်ပီယံတော့ဖြစ်တာပါဒါတော့မကဘူးเนาะဒါကသမိုင်းတစ်ခုတည်ထွင်ရေးပြီပြီเนาะမြန်မာနိုင်ငံမှာပထမဦးဆုံးတော့ UFC ဖိုင်တာဆိုတာကဂျိုဆော့ဗမ်ပဲဖြစ်နေတယ်မြန်မာနိုင်ငံမှာပထမဦးဆုံးတော့ UFC ဖိုင်တာကဂျိုဆော့ဗမ် မြန်မာနိုင်ငံမှာပထမဦးဆုံးသော UFC champion ကဂျိုဆော့ဗန်ဖြစ်နေတယ်ဆိုတော့သူကတမိုင်းတွေအများကြီးရေးတယ်ပေါ့ဒါတော့မကဘူး UFC တမိုင်းမှာကဘာမှာပေါ့ကဘာတော်မှာကဘာမှာဂျွန်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 တို့ခက်မဟုတ်ဘူးဆိုကျွန်တော်တို့လက်ရှိခက်မှာပေါ့နော်သူက2000စထောင်မွေးပထမဦးဆုံးသောစထောင်မွေးနော်2000 born UFC fighter ဖြစ်လာတယ်ပေါ့နော်ဆိုတော့သူ့မှာတမိုင်းတွေအများကြီးရှိလာတယ်ဂျိုဆော့ဗန်ကလေအသက်ငယ်ဆုံး champion လို့ပြောရမှာလားလက်ရှိမှာ 2000 born UFC fighter ရေ2000 born UFC champion ရေမြန်မာနိုင်ငံတားပထမအုပ်ဆုံး champion ရေမြန်မာနိုင်ငံတားပထမအုပ်ဆုံး UFC fighter ဖြစ်လာတယ်ပေါ့ဆိုတော့တမိုင်းတွေအများကြီးသူကရေးထားတာပေါ့နော်ဆိုတော့ဒါတော့မကဘူးတဲ့ဒီ UFC မှာအရှိတောင်အားရှတောင်မှတဲ့အရှိတောင်အားရှတောင်မှဒါကဒီမြန်မာနိုင်ငံကူစားပြူဂျိုးဆော့ဘန်ကပထမအုပ်ဆုံး champion ဖြစ်လာတာတဲ့ဆိုတော့မားချင်မမားမှာပေါ့ဒီကိစ္စက ဆိုကျွန်တော်တိတလောက်မတ်တလောက်ပြောရမယ်ဆိုတော့ကျွန်တော်အရှိတောင်အရှတောင်မှ UFC champion အဖြစ်ဖြစ်လာတဲ့ဖြစ်လာတဲ့လူတယောက်မှမရှိသေးဘူးလို့ပြောနေကြတယ်ပေါ့နော်ကျွန်တော်တို့အရှိတောင်အရှတောင်မှမြန်မာနိုင်ငံမပြောနဲ့အရှိတောင်အရှတောင်မှပေါ့တော့ဆိုတော့အရှိတောင်အရှတောင်မှဒါကပထမအဆုံးဂျော့ဆော့ဗန်ရဲ့ဒီအာချန်ပီယံဖြစ်လာတာပါမြန်မာနိုင်ငံကူစားပေါ့နော်ဆိုတော့ဒါမြန်မာနိုင်ငံသားတယောက်အနေနဲ့တော်တော်လေးကိုဂုဏ်ယူပါတယ်ချီးကျူးပါတယ်ပေါ့နော်ဆိုတော့သူ့ကို ဲ့ဒီပိုက်ပြန်ပွေးပြီးတဲ့ဘိုင်းမှာ interview တွေမင်းနေကြတယ်ပေါ့နော်ဒီလိုမျိုးမမြုံလင့်ဘင်းနဲ့ပေါ့ဗျာမမြုံလင့်ဘင်းနဲ့ရုတ်တရက်ကြီးဖြစ်သွားတာဘယ်လိုခံစားလဲဆိုမှမင်းနေကြတယ်ပေါ့နော်သူကိုယ်တိုင်ကလည်းလိုမျိုးမမြုံလင့်ဘင်းနဲ့ဖြစ်သွားတာကိုတော့ဒီတိတ်အတိတ်အားမရဘူးနဲ့တူတယ်ပေါ့နော်သူ interview ကိုကျွန်တော်တို့သွားကြည့်ရတာဘာဖြစ်ဖြစ်သူက interview ပြီးတဲ့နောက်ပိုင်းမှာတော့ UFC ကဘသူပဲပေးပေးပေါ့ဘသူပဲလာလာကျွန်တော်တို့ချပဲဆိုပြောလာတယ်ဆိုတော့အဲ့ဒီတော့က Japan fighter လေးပေါ့နော် ဂျပန်ဖိုင်တာလေးကိုဂျိုဆော့ဗန်ကသူ့နာမည်ကို mention ခေါ်ရတဲ့တူပါတယ်ပေါ့နော်ဂျပန်ဂျပန်ဖိုင်တာနဲ့နောက်ထပ်မှာပြန်ချနိုင်ချေရှိတယ်ဖန်တိုချာကတော့သူ့ရဲ့လက်ကျူးသွားတဲ့ခါကျတော့သူ့ရဲ့ recovery time ကအချိန်များကြီးယူနိုင်ချေရှိတယ်တဲ့ဆိုတော့ဖန်တိုချာနဲ့ချက်ချင်းကြီး rematch ပြန်လုပ်ဖို့ကမဖြစ်နိုင်တော့ဘူးပေါ့နော်ဖန်တိုချာနဲ့ rematch ပြန်လုပ်မဲ့အစားဒီဂျပန်ဖိုင်တာလေးတစ်ယောက်နဲ့သူ့ရဲ့ champion ကပတ်ကြီးကိုကောက်ွယ်ရင်းနဲ့ပြန်ချနိုင်ချေရှိတယ်လို့ သုံးသကြပါတယ်ပေါ့နော်ဆိုတော့အဲ့မှာသူ့ရဲ့မိသားစုတွေလည်းပါနေတယ်သူ့အမေကိုကျေးဇူးတင်တဲ့အကြောင်းလည်းပြောနေတယ်ပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံသားအဲ့မှာအာဒီ fighting ခံနေမှာအများကြီးပါတယ်ကျွန်တော်တို့အာလန်ဂျီနဲ့ကာယီပြီးမှလည်းတော်တော်လေးကိုမြန်မာနိုင်ငံရဲ့ပြစ်သက်တွေလည်းအများကြီးရှိလာတယ်ပေါ့နော်ဒီမှာဆိုတော့တော်တော်လေးကိုအာရဂျီနုဆရာကောင်းပါတယ်ဒီတစ်ခါဂျော့ဆော့ဗိုင်းရဲ့အတိုက်ပွဲကြီးကပေါ့နော်ဆိုတော့ဒါတွေအားလုံးကမြန်မာကုံဆောင်ဖြစ်လာတယ်ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံကိုကဘာကပုံမူပြီးမှ တီလာစေတယ်ဘောနော်မြန်မာအလန်ဂျီကိုကင်ပြီးမှကပအလီဂျီမှာကဲမြန်မာဟိတ်အစုပြီးမှပြုံးရတဲ့ပြုံးနိုင်တဲ့လူတယောက်ကြီးကျွန်တော်တို့ထွက်လာတယ်ဘောနော်ဆိုတော့ဒီလိုမျိုးနိုင်ရသွားတာကကျွန်တော်တို့မြန်မာနိုင်ငံတာအားလုံးအတွက်ဂုဏ်ယူစရာပါအကျဉ်းထူးစရာပါတော်တော်လေးအာချီချူးစရာကောင်းပါတယ်ဘောနော်သူရဲ့ဗီဒီယိုကိုမကြည့်သေးဘူးဆိုရင်ကျွန်တော်ဒီမှာ ပြမယ်ဒီအခုနကျွန်တော်သူ့ဗီဒီယိုကို YouTube မှာလွှတ်တာလေ YouTube ကျွန်တော် YouTube ကကျွန်တော်ဗီဒီယိုကိုချက်ချင်းဖြစ်ပလိုက်တာကျွန်တော်ရဲ့ channel တော့ copyright ချိသွားတာအာရန်ဆူရင်ရတယ်အဲ့တော့လုံးဝလုံးဝမလုပ်ရေးတော့ဘူးပေါ့နော်ဆိုတော့ကြည့်ချင်တယ်ဆိုတော့အဲ့မှာဒီ comment မှာပေါ့နော် comment မှာ Facebook link လေးချပေးတယ်အဲ့ဒီ Facebook link လေးမှာ Joseph Van ရဲ့တိုက်ပွဲကိုပေါ့နော် Joseph Van ရဲ့ချပွဲကိုအပြည့်အစုံသွားကြည့်လို့ရပါတယ်ပေါ့နော်ဆိုတော့အာ click လုပ်ရလားကျွန်တော် comment မှာချထားတယ်ဒီမှာတွေ့လား comment မှာတွေ့လား ခေါင်းမှာတွေ့ရဆိုရင်ကိုယ်တွေ့နေလို့ပြောပြပါဘောနော်ကျွန်တော်တစ်ချက်လောက်ဒီမှာပြန်ချပေးမယ်အဲဂျိုးဆော့ဘိုင်းရဲ့တိုက်ပွဲကိုအပြည့်အစုံလင်းလင်းနဲ့ကြည့်ချင်တယ်ဆိုတော့ဟိုးနောက်ဆုံးမှာဘောနော်ဒီနောက်ဆုံးဗီဒီယိုအဆုံးအဆုံးနောက်မှာဘောနော်တစ်ချက်လောက်ဒီမှာလင်းပြန်ချပေးမယ်ဘောနော်အဲ့မှာတော့ကြည့်ပါသူကဟိုးအဆုံးဖက်မှာနောက်ဆုံးပိုင်းမှာသူတို့ရချပွဲဖြစ်နေတယ်ဘောနော်ဆိုအခုလိုမျိုးအနိုင်ရသွားတာကနော်လုံးဝကိုမြန်မာနိုင်ငံသားအတွက်မြန်မာနိုင်ငံအတွက်တော်တော်လေးကိုကုန်ယူစရာကောင်းပါတယ်တော်တော်လေးကို ျော်စရာကောင်းပါတယ်ဗောနော်ဒီနောက်ဆုံး video alright hold on guys ဒီမှာ link ပြန်ချပေးမယ်ဗောနော်ချက်တော့အဆုံးအဆုံးနာမှာဗောနော် hold on hold on oh my god okay link မတွေ့ဘူးလားအမချပေးတယ်တွေ့ပြီလားတွေ့ပြီလားမအမ link ချပေးတယ်ဒီမှာဒီ link မှာ facebook မှာတွားကြည့်ပါနော်ဒီမှာ oh sorry guys အတွေ့ပြီလားကျွန်တော်ပြပေးတယ်ခုနပြပေးတာလေပြပေးရ YouTube ပါကျွန်တော် YouTube ကို remove လုပ်လိုက်တာကျွန်တော်ရဲ့ channel တောင် copyright strike မိသွားတာအရန်ကြောက်သွားတယ်ပေါ့နော်လုံးဝမကြဘူးကျွန်တော်ရဲ့ video ကပြတ်သွားတာ YouTube ကကျွန်တော်ကို warning ပေးလာတယ်ဆိုတော့ YouTube မပြတ်လို့တော့မရတော့ဘူးကျွန်တော် link ချပေးမယ်ပေါ့နော်အာမတွေ့ဘူးတဲ့မတွေ့လားအများကြီးချပေးထားတယ်မတွေ့ဘူးလားဒီမှာ comment မှာ comment section မှာတော့ဖတ်ပါ comment section မှာ link ရှိတယ်အဲ့ဒီ link မှာ တွေ့ပြလားတချို့ကမတွေ့ဘူးတချို့ကတွေ့ပြီလို့ပြောကြတယ်အဲ့ဒါမှာ comment section မှာကျွန်တော် link လေးတွေချပေးတယ်အဲ့ဒီ link လေးကိုသွားနှိပ်ပြီးမှပဲသူရဲ့ fight ပွဲကိုသွားကြည့်လို့ရတယ် Facebook မှာပေါ့နော်အ link မပြတ်ခင်လေးမှာသွားကြည့်လို့ရတယ်တွေ့ပြလား Okay ဘယ်လိုပဲဖြစ်ဖြစ်အ comment section မှာကျွန်တော်များကြည့်ထားပေးတယ်ပေါ့နော်အဲ comment all right that's it guys so sure. ဒါနဲ့ပဲအဆုံးဖြတ်ပြရစေကျွန်တော်ရဲ့ YouTube channel လေးကိုသဘောကျတယ်ဆိုတော့ subscribe လုပ်ပေးချင်ပါ